ယူရိုပါလိယူပြီးတော့အဆင့်14-15လောက်နဲ့နောက်နှစ်မှာချန်ပီယံလိဝင်ကွမ်းမှာချန်ပီယံစကားရောင်းပြီးတော့ချန်ပီယံလိဝင်ကံမှာဟိုလူကလည်းကွန်ညာဒီလူကလည်းကွန်ညာ United fan တိုင်းရဲ့ပါဇက်ဖြားမှာညာပြီးတော့ညာနေတော့တာပဲဆိုတော့အဲ့ဒါတော့ဒါအခုဒါဘရိုသိတဲ့အတိုင်းပဲယာဒီကုံကံနီးပြီဆိုတော့ဗျာ United ရဲ့အပြောင်းအရွှေ့သတင်းတွေကလည်းစပြီးတော့ဖြတ်ဖြတ်ဆိုပြီးတော့သိရမှာလှုပ်ခတ်လာပြီး အဲကျွန်တော်ပြိသက်တည်းရဲ့ဘွားလည်းဗာပြည့်လဲဆိုတော့ဟိုနီးပြအသစ်တယောက်ရောက်ခံနေခဲ့အချိန်တိုင်းအဲပြီးရခါကျတော့ဒီလိုယာတိကုန်ကန်ကြီးမှာအပြောင်းအရွှေ့ယာတိပြန်ဖွင့်တော့မယ့်အချိန်တိုင်းမှာရင်နေခုံရပြည့်ရမှာတည့်ရမလားပြီးတော့အာမလို့အာမရကြီးဖြည့်ရတန်တရားလေနေရာကြီးကကျွန်တော်ဘွားအတော်များနေပြီဆိုတော့အခုလက်တလုံးမှာလည်းဒီ hot ဖြစ်နေတဲ့ United အသင်းရဲ့ဒီအကြောင်းတွေကိုကျွန်တော်အတူတူသုံးသပ်ကြည့်အောင်ကျွန်တော်ရဲ့ United Dindot ကိုစမ်း မာတီးယပ်စ်ကွန်ညာမန်စီးတီးမှာဆိုလို့ရှင် ရော်ဘင်ညိုနဲ့ဂျေဆူလီဗာပူးမှာဆိုလို့ရှင်ကော်တင်ညိုနဲ့ဖာမီနိုအာဆင်နယ်မှာဆိုလို့ရှင်မာတင်နယ်လီချယ်ဆီမှာဆိုလို့ရှင်ဝီလျံစသဖြင့်ပေါ့ဗျာဘရာဇီးကစားသမားတော်တော်များများကဒီပရီးမီးယားလိကလပ်တွေမှာခြေစွမ်းပြခဲ့မှုတယ်ဆိုတော့ဒါမှမဟုတ်အဲ့ဒီကစားသမားတွေအားလုံးကိုကြော်ဖြတ်ပြီးတော့ပရီးမီးယားလိမှာတရားသီအတွင်း ဂိုးအများဆုံးတွင်းထားတဲ့ဘရာဇီးကစားသမားဆန်ဂျိန်ကိုတင်နိုင်ဖို့နီးစပ်နေတဲ့ကစားသမားတဦးရှိတယ်။သူကစားနေတဲ့အသင်းကလည်းဗျာဟိုခုနကကျွန်တော်ပြောခဲ့သလိုမျိုးအရှင်းမပြောခဲ့သလိုမျိုးအဲချယ်ဆီလည်းမဟုတ်ဘူးအာဆင်နယ်လည်းမဟုတ်ဘူးပြောမယ်ဆိုဗျာထိတ်တန်းအသင်းကြီးတွေမဟုတ်ဘူးဗျာအမှတ်ပေးစရာအလယ်လှက်အောက်ခြေလောက်မှာပဲရှိတဲ့ဝူးအသင်းကကစားသမားလက်ကျန်ပွဲတွေမှာနောက်ထပ်တကူရရင်ပဲဒီဖာဘီနိုပြီးတော့မာတင်နယ်လီတို့ရဲ့တရားသည့်အတွင်းတွင်းယူခဲ့တဲ့15ဂိုးဆိုတဲ့စံချိန်ကို လိုက်ပြီးတော့မယ်။သူကတော့အခုအကုန်လုံးတည်နေကြတယ်မာတီယက်စကွန်ညာပဲ။အကယ်၍သာလက်ကျန်ပွဲမှာနှစ်ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင်15ဂိုးစံချိန်ရောသူကထက်ကြော်ပြီးတော့စံချိန်ချိုးတော့မှာ။ဆိုတော့အဲ့ဒီလိုကစားသမားတယောက်ကို United အသင်းကလိုချင်နေတယ်ဆိုတော့လေဒါမှားတဲ့ကိစ္စတော့မဟုတ်ဘူး။အသက်က25နှစ်ပဲရှိသေးတယ်။အင်္ဂလန်ပြည်မှာ300ဒီလောက်ကစားခဲ့ပြီးပြီ။ပြောရမယ်ဆိုလို့ရှိရင်တော့ဒါ Premier League အထာအင်္ဂလန်ရဲ့ဘောကျော်အကျော်ပေါ့နော်ဟောအင်္ဂလန်ရဲ့အကျော်သိနေပြီနော်ကျင်နေပြီ 300နေဆိုတော့အတောက်သိနေပြီဆိုတော့ United နဲ့တွေ့တိုင်းလေ United အသင်းကိုအမြဲလိုလိုဒုက္ခပေးနေကြကစားသမားတက်ရောက်ပေါ့ဗျာအဲဘရိုမမီဟုံးလာတော့မသိဘူးဒီပြီးခဲ့တဲ့အဲဒီဇင်ဘာလတုန်းက Wolf ကို United အသင်းနှစ်ဂိုးကိုမရှိနဲ့ရှုံးနေခဲ့တဲ့ပွဲမှာအဲကော်ညာကနေပြီးတော့ Onana ကိုဘယ်လိုပြောမလဲကလေးကွက်လှုပ်ပြီးတော့ကော်နာကနေတိုက်ရိုက်ကြီးလှမ်းသွင်းသွားလိုက်တဲ့အလုံးကိုဘရိုမမီလာမသိဘူးအဲ့လိုကစားသမားမျိုးဗျမှတ်မိကြမှာပါဘရိုရေးတယ်မလား အခုဒီ Fabrizio Romano ကိုတိုင်ကပြောနေပြီ United ကကွန်ညာကိုအသေးအတန်လိုက်နေတယ်။ကွန်ညာအနေနဲ့လည်း United အသင်းကိုပြောင်းရွှေ့ဖို့အတွက်စိတ်ဝင်စားတယ်။ United နဲ့တော့ဒါကစားသမားနဲ့စကားတွေပြောဆိုနေပြီ။ပုံကိုရသဘောတူညီမှုတွေရနေပြီလို့တော့သတင်းတွေထွက်နေတယ်။ဆိုတော့ပြီးတော့ကျွန်တော်တို့ရဲ့ဒီ Legends ကစားသမားကြီးတွေဖြစ်တဲ့ Gary Neville တို့ Posco တို့စတဲ့တိုက်ကလည်းကွန်ညာကို United အသင်းခေါ်တဲ့နယ်ဆိုပြီးတော့ကွန်ညာကိုဝိုင်းပြီးတော့မာနေကြပြီပေါ့နော်။ထောက်ခံနေကြပြီပေါ့။ ဆိုတော့ဒီနေ့ဘောလုံးရစီမှာဗျာဟို bro လဲ United ပွဲကြီးရင်သိမှာပါ United အဓိကပြဿနာအပြောင်းသွားတာဗောနအရင်တော့ United အဓိကပြဿနာခံစစ်ဗောဒီနှစ်ကဲ United အဓိကပြဿနာတော့တိုက်စစ်ဗောဗျာ Premier League 33ပွဲကစားပြီးချိန်မှာ38ဂိုးပဲသွင်းလာတယ်ဆိုတော့တပွဲကိုဖျမ်းပြတကူကြော်ကြော်လေးပဲသွင်းလာတာဗျာဘလောက်ထိတော်တော်စုပ်ပြတ်တက်လဲဆိုတော့နော် Premier League ရဲ့တိုက်စစ်အားအနည်းဆုံးအသင်းတွေထဲမှာပါတယ် အကွန်ညာကြပြန်တော့ဘယ်လိုပြောရမလဲဆိုရင်ဒီ twin ကိုတွေအတွက်ကိုအာမခံချက်ရှိနေတဲ့ကစားသမားတယောက်မနှစ်ကနဲ့ဒီနှစ်ပေါ့နော်ပြောမယ်ဆိုရင်နှစ်ရာသီအတွင်းမှာ wolf အသင်းအတွက်ကစားခဲ့တဲ့ပွဲ60မှာကွန်ညာက twin ကို28ဂိုးအထိဒါ twin ယူထားပြီးတော့ဂိုးဖန်တီးမှု17ချိန်အထိပြုလုပ်ထားတယ်ဆိုတော့သူ့ရဲ့ဒီ rating ကလည်းဒါတော်တော်လေးမြင့်နေတဲ့အဲမှာပါတယ်ဆိုလိုချင်တာကဗျာအဲ့ဒီပွဲ60အတွင်း wolf twin ခဲ့တဲ့ဂိုးတွေအားလုံးရဲ့ maybe 38ရာခိုင်နှုန်း40ရာခိုင်နှုန်းလောက်က ကိုညာပါဝင်ပတ်သက်မှုရှိနေရဆိုတဲ့အတိတ်ပဲပဲဆိုတော့ဒီ rating ကြီးကတော့ so high ပဲနောက်တစ်ခုကတော့ကိုညာရဲ့ကစားဟန်ပေါ့နော်သူကတိုက်စစ်မှုစစ်စစ်တော့မဟုတ်ဘူးပြဟိုပြောမယ်ဆိုသူကစားဘောကဘာနဲ့သွားတူလဲဆိုတော့ attacking middle field နဲ့ second striker လို့ပုံစံမျိုးဟိုလို့သူကစော့တာပေါ့နော်ပြောမယ်ဆိုဒါ bro ထင်သာမြင်သာရှိအောင်ပြောမယ်ဆိုရင်တော့ကိုညာကဒီ number 10 row စော့တဲ့ player တယောက်ပေါ့နော် ဆိုတော့ဒီ armoring ရဲ့ကျွန်တော်အခုလက်ရှိကစားနေတဲ့ကစားကွက်နဲ့ကျွန်တော်ပြန်ပြီးတော့ချိန်ထိုးကြည့်မယ်ဆိုလို့ရှိရင်လေ armoring ကစားနေတဲ့ဒီ343ကစားကွက်နဲ့ကတော့ကိုညာနဲ့တော့ကွက်တီဖြစ်သွားမယ်လို့ဒါကျွန်တော်မျှော်လင့်လို့ရတယ်။ဒါပေမဲ့ပြဿနာတော့တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ပြောင်းရွှေ့ကြီး။ကိုညာအတွက်ကို United အသင်းကပြောင်းရွှေ့ကြီးပေါင်တန်း60လောက်အသုံးပြုရဖို့ရှိတယ်။အချက်လက်တွေရကတော့ကိုညာ United ရဲ့လိုအပ်ချက်တွေနဲ့လုံးဝကွက်တီပဲ။ခုနပြောသလိုပဲ ြောင်းရွှေ့ခြင်းကိစ္စစိုးရင်စရာရှိတယ်။နောက်ထပ်စိုးရင်စရာကိစ္စတစ်ခုရှိတယ်။အဲ့ဘာလဲဆိုတော့ United အသင်းနဲ့ Brazil ကစားသမားတွေရဲ့အဆင့်အလာပေါ့နော်။တမစင်ပေါ့ဗျာပြောမယ်ဆိုကျွန်တော်တို့အဲ့ဒါလေးစိုးရင်စရာရှိတယ်။ဘာလို့ဆို United အသင်းကိုရောက်ရှိလာဘူးတဲ့ကစားသမားတွေတဲကကျွန်တော်ပြန်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုတော့ Cleverson, Adamson, Parella, Fred, Anthony စသဖြင့်ပေါ့ဗျာ။တခြား Brazil ကစားသမားတွေလည်းရှင်းနေရှိမှာပေါ့။ဒါကျွန်တော်သင်တာမြန်အောင်ပြောတာပါ။ အဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ကစားသမား9ယောက်လုံးကပုံမလာခဲ့ဘူးပြောမယ်ဆိုရင်ဟိုအရန်ဟိုက်ပြီးရောက်လာခဲ့ပြီမဲ့လေပါချီပါချက်အဆင့်နဲ့ပဲ United ကပြန်လဲထွက်ခွာသွားခဲ့ရတဲ့ကစားသမားတွေဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဟိုလုံးဝစုဖလားတွေအများကြီးသိမ့်ပိုက်ထားတဲ့ Champion တယောက်ဖြစ်တဲ့ Casemiro ကြီးရောက်လာတာတောင်မှ United မှာ Casemiro လို့ကစားသမားမျိုးတောင်မှကြောင်ပြောက်နေရဗျာသဘောတကူကအကယ်၍သာကွန်ညာတာရောက်လာခဲ့မယ်ဆိုလို့ရှိရင်တော့နောင်တော်ရဲ့လမ်းစဉ်ကိုမလိုက်ဖို့ပဲ ါကျွန်တော်တို့ဖျားမှာရွှေခိုးပြီးဆူတောင်းရမယ်အတိတ်ပဲပဲအဲ့ဒီကောတော့ဆိုရင်ဇာရှိရလီယန်ဒီလပ်အခုနောက်ထပ်သတင်းတစ်ခုထပ်ပြီးတော့ထွက်လာတာဗာလဲဆိုတော့ကျွန်တော်တို့ United တင်းကအစကတော့ဒီရှေ့တန်းနေရာအတွက်ကိုဒါအိုစီမန်ကိုခေါ်မယ်ဆိုပြီးတော့အရင်ဟိုက်တယ်ဒါပေမဲ့ဒီရပ်ပိုင်းအတွင်းမှာမှထပ်ပြီးသတင်းထွက်လာတာကဒီ Ipswich အသင်းရဲ့ဒါဟိုလူငယ်ကစားသမားလို့ပဲပြောရမှာပေါ့ဗျာသူအသက်က22နှစ်လောက်ပဲရှိသေးရဆိုတော့ Lian Dilap ပေါ့နော်ဆိုတော့သူ့အကြောင်းကိုကျွန်တော်တို့ မပြောခင်ကျွန်တော်တို့ United ရဲ့အကြောင်းနည်းနည်းလေးပြန်ပြောမယ်ဆိုဒီ2023ခုနှစ်တုန်းက United တန်ဟက်ပေါ့နော်အဲ့တော့နီးပြတ်တန်ဟက်ကင်နေတော့တန်ဟက်ရဲ့ United က Harry Kane ကိုခေါ်ဖို့အခွင့်အရေးရခဲ့ဘူးတယ်ဒါပေမဲ့အဲ့တုန်းက Harry Kane ကိုခေါ်ဖို့အခွင့်အရေးရရဲ့သားနဲ့သူကရေရှည် long term plan ကိုတန်ဟက်ကကြည့်ပြီးတော့ white line ကိုသာခေါ်ယူခဲ့ရပေါ့နော်ဆိုတော့အခုလေအာမိုရင်လက်ထက်မှာဟိုပြောမယ်ဆိုရင်တော့ဒီ Sporting Lisbon က Gregorius ကို အလွယ်တကူခေါ်ယူဖို့အခွင့်အရေးတော့ရနေတယ်။ဒါပေမဲ့ဗျာပြဿနာပါလဲဆိုတော့ United ရဲ့ဟိုဒီပြောင်းရွှေ့ဟိုဒီနှစ်ဘောလုံးရသည်မှာသူကပြောင်းရွှေ့ခြင်းအများကြီးသုံးလို့မရအောင်အဲ့ဒါလည်းပြဿနာတစ်ခုဖြစ်နေရ။အဲ့တော့ခုနကကျွန်တော်တို့ဒီအတွေ့အကြုံရင်ကစားသမားတစ်ယောက် Grogress လို့ကစားသမားကိုခေါ်မယ်ဆိုရင်အနည်းဆုံးပြောင်းရွှေ့ခြင်းကပေါင်းတန်း80လောက်သုံးရမှာ။ဆိုတော့တန်း80ဆိုရပမာဏကြီးကလည်းကျွတ်စင် ပြောမလို့အရန်များလုံးလို့ပဲပြောရမှာပေါ့ဗျာဆိုတော့ဒီ Sporting List ဝင်ဝင်ရဲ့ဒီကစားသမားပေါ့နော် Grogress ဘက်ကနေပြီးတော့ Aswis အတင်းကအသက်22နှစ်ပဲရှိသေးတဲ့ Leon Delap ဘက်ကိုမျှဝေလှည့်လာတယ်ဆိုတော့ White Lane ကလာလာရှိတဲ့လူငယ်ကစားသမားဖြစ်ပေမဲ့ဟိုပြောမယ်ဆိုရင်များဖြစ်ထွန်းပြီးသားကစားသမားတက်သေးပြပြီးသားကစားသမားတယောက်မဟုတ်ခဲ့ဘူးအခုဒီလူငယ်ကစားသမားလေး Delap ဆိုလဲအဲ့လိုပဲသူက Man City ရဲ့ဒါလူငယ်ထုတ်ကုန်ဒီနှစ်မှာသူကဒီ Aswis အတင်းအတွက် 12ဂိုးသွင်းပြီးတော့အလားလာကောင်းတွေပြနေပေမဲ့ဆိုပေမဲ့လည်းသူ့ရဲ့ဒီခြေစွမ်းကောင်းတွေရှိတယ်ဆိုတာကိုမှတ်ကြောက်တင်ခံဖို့အတွက် maybe သူ့မှာနောက်ထပ်2နှစ်လောက်2နှစ်3နှစ်လောက်အချိန်လိုသေးရဲ့ဗျာဒီလိုကစားသမားမျိုးကို United သင်းကတကယ်ခေါ်လိုက်မှလားလိုအပ်နေတာကတကယ်ကိုအတွေ့အကြုံရှင်းတဲ့ဝိုင်းတိုက်စင်မှုတိရောက်ဘရိုမတ်မီလားမသိဘူးကျွန်တော်တို့ဟိုးရင် United Fargi Letter တုံးကဟို အဲဘယ်လိုပြောရမလဲကျွန်တော်တို့ဒီလူငယ်တိုက်ဆက်မှုလေးခရစ်စတီယန်လိုရော်နယ်ဒိုရောရွန်နေရောပေါ့နော်အဲ့သူတို့စပြီးတော့ထွန်းတောင်းပါလေတောင်းမဲ့မိငယ်တရေရေဖြစ်နေမဲ့အချိန်မှာအဲဖာဂီကြီးကဘာဘသူတွေခေါ်လဲဆိုတော့တည်ရမှာအေရာမိုဗစ်တို့တော့သူကလာဆန်တို့အဲ့တော့ဆိုလာလာဆန်အဲတည်ရမှာအဲ့လိုမျိုးတကောင်ကောင်အမြဲခေါ်တယ်အဲအဲ့ဒါသူကရှေ့တန်းမှနေခေါ်တာလားဆိုတော့မဟုတ်ဘူးသူကနောက်တန်းအတွက်လည်းသူကအဲ့လိုမျိုးပြင်ပြန်ခေါ်တယ်အဲ့တော့ဆိုလော်လင်ဘရန်တို့ရောက်လာတယ်ကျွန်တော်ပြောနေတာတကယ်ဟို လူငယ်ကစားသမားကြီးဆိုတာလှုပ်ချင်ကန်ချင်စိတ်တွေရှိမယ်အဲကစားအားတွေကောင်းမယ်ဒါပေမဲ့ဒီအတွေ့အကြုံရင်းနဲ့ကစားသမားကြီးတွေစီရနေပြီးတော့အတွေ့အကြုံတွေကိုပေါင်းစပ်မှသာ through a perfect ဖြစ်တဲ့အရမ်းမိုက်တဲ့ကစားသမားတွေဖြစ်လာမှာပေါ့နော်ဆိုတော့အခု United မှာလည်းထိုနီးလကောင်ဖြစ်နေတယ်ဒီ White Lion ရော Zack Zio ရောဟာဂျင်းနဲ့ကြတဲ့ရောက်ပြီဆိုလို့ရှင်ဘယ်ရောက်လို့ပဲပေါက်နေမှာမသိဘူးမလုတတ်မကင်တတ်တွေဖြစ်နေတယ်ဆိုတော့အဲ့လိုမျိုးတိုက်စစ်ကိုတကယ်ဝိုင်းတိုက်စစ်မှုတယောက်ကိုဖြစ်ရမယ်အစား လူငယ်တိုက်စင်မှုတွေကိုပဲထပ်ဖြည့်မှာလားတကယ်အိုစီမန်တို့ဘာလို့ရောက်လာရင်တော့ကွက်တီပဲပြီးတော့ကျွန်တော်ခုနပြောသလိုမျိုးဒီဒီလက်တက်စာလို့ရှိရင်ကျွန်တော်ကဒီ Crystal Palace မှာကစားနေတဲ့ဒီ Matita ကိုတော့ကျွန်တော်ပိုကြိုက်တယ်သူဆိုလဲအသက်28နှစ်ဗျာတကယ်ကိုသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်နေတဲ့အချိန်ပေါ့နော်ဆိုတော့ဘာလို့ဘလို့ဖြစ်လာအောင်မလဲတော့မသိဘူးဆိုတော့ထားလိုက်ပါဒါကတော့ကျွန်တော်ရဲ့ဟိုကျွန်တော်ဖြစ်ချင်တာရဲ့ပေါ့နော် United မှာဒီ number 9 row ကိုကစားနိုင်တဲ့တိုက်စင်မှုဆိုလို့ဒါ white line တယောက်တည်းပဲရှိတယ်ဆိုတော့ ဒါအကုန်လုံးတည်ပြီးသားပဲဒါပေမဲ့ဒီလက်ရောက်လာရင်တော့ဒါအင်အားတော့နည်းနည်းလေးပိုတောင့်တင်သွားမှာတော့တည်ကြတယ်နီးဗီဝါနဲ့ပွဲအခြေအနေကိုလိုက်ပြီးတော့ဒီတိုက်စစ်မှုနှစ်ယောက်ကိုဗျာတပြိုင်တည်းသုံးကျင်လဲဒီဝိုင်လန်ရောဒီလက်ကိုရောသုံးလို့ရနိုင်တယ်အဲတခုကောင်းတာဗာလဲဆိုတော့ဒီဝိုင်လန်ရောဒီလက်ရောနှစ်ယောက်လုံးကဒါတိုးအားရှုံးကအရန်ကောင်းတယ်ဘော်ဒီကြီးကလည်းလုံးဝ heavy အမိုက်စားကြီးတွေ strength ကောင်းတယ်ဗောနော်ဆိုတော့အဲ့ဒီခုကတော့မိုက်တယ်အဲ့ switch ကအခုလည်းဒီ dancing သွားရပြီဆိုတော့ဒီလက်ကိုလိုချင် ် United အနေနဲ့ကတော့ခုနပြောတဲ့ဒီ Grogrias တို့ဒီ Osimhen တို့ပေးရမယ်ပေါင်းအတန်း80 80 90လေးလောက်300မလို့ maybe ပေါင်းတန်း340လောက်နဲ့ပြတ်သွားနိုင်တယ် maybe ပေါင်းတန်း340လောက်နဲ့ဒီအပြောင်းရွှေ့ကြီးကဖြစ်သွားနိုင်တယ်ဆိုတော့ဒီ level ရောက်လာမလားပေါ့နော်ဒါမဲ့တခုပဲဗျာ Wildland ကိုအသက်ရှူပေါက်ချောင်းအောင်ဖိအားတွေရော့အောင်ဒီလက်ကူညီနိုင်ပါစေလို့ပဲကျွန်တော်တို့အဆုတောင်းမယ်အဲဟိုပြောမယ်ဆိုရင်တော့မပြောကောင်းဘူးဗျာ သူရောက်လာပြီးမှနှစ်ယောက်တူထပ်ပြီးတိုင်ပတ်နေမလားတော့လဲကျွန်တော်တို့လည်းမပြောတတ်ဘူးပေါ့အယောင်စင်းဆိုတော့အခုလက်ရှိအချိန်မှာ United အသင်းကရောင်းထုတ်ဖို့အတွက်ဒီ transfer list တင်ထားတဲ့ကစားသမားလို့လည်းပြောလို့ရရဲ့ရောင်းထုတ်ခံပွဲရှိတဲ့ကစားသမားကြီးကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ Rashford ရှိတယ်လက်ရှိအချိန်မှာသူက Villa မှာအငားဆော့နေတယ်ပြီးတော့ Sancho သူကလက်ရှိအချိန်မှာဒီ Chelsea မှာအငားဆော့နေတယ်ပြီးတော့ Anthony သူကတော့ Real Madrid မှာဒါအငားဆော့နေရပေါ့နော်အဲ့နောက်ပြီးတော့မာလာစီယာမာလာစီယာလည်း PSV မှာအငားဆော့နေရအောင်ထုတ်ဖို့ဆိုပြီးတော့ဒါနည်းနည်းလေး ဒီဘန်းစားနေရကစားသမားတွေကတော့ဂါနာချိုနဲ့ကတ်စမရိုအဲကျွန်တော်ခုပြောရတဲ့အထဲမှာဘရိုဂါနာချိုဆိုတဲ့နာမည်ကြားလိုက်နေပြီဂါနာချိုကိုသူတို့ဘာလို့ရောင်းချင်တာလဲသဘောတူခုပါခုနပြောသလိုပြီးရင်ရက်ရှ်ဖို့ကိုဘာလို့ရောင်းချင်တာလဲဆိုတော့ဒီရက်ရှ်ဖို့ကိုဂါနာချိုတို့ကအကယ်၍ရောင်းထုတ်နိုင်မယ်ဆိုလို့ရှိရင်ဒီကစားသမားတွေကိုရောင်းထုတ်လိုက်တဲ့ပြောင်းရွှေ့ခြေတွေကသူတို့အတွက်တကယ်ကိုလုံးဝအသက်အမြတ်ပဲဆိုတော့ United ကဒီလိုမျိုးကစားသမားတွေကိုရောင်းထုတ်ဖို့လိုအပ်တယ် အဲ့လိုရောင်းထုံးမှသာခုနပြောတဲ့တို့လိုချင်နေတဲ့ဒီ progress တို့ osiman တို့ပေါ့နော်စသဖြင့်ပြီးရခါကြတော့ခုနကျွန်တော်ပြောသွားကွန်ညာတို့အဲ့လိုကစားသမားတွေတို့ပြန်ဝယ်လို့မရမှာဒီနောက်နှစ်ဘောလုံးရသည်မှာအဲ့လိုမဟုတ်ရင်တို့ FFB စီမင်းနဲ့ညိမှာပြဿနာအဲ့လိုဖြစ်နေဆိုတော့ဟိုဘာကြီးဆက်ဖြစ်လာအောင်လဲတော့မသိဘူးဒါပေမဲ့ဟိုကျွန်တော်ရဲ့ဒီ personal feeling ကတော့ဂါနာချိုလေးကိုတော့ကျွန်တော်ကမရောက်ထုတ်စေချင်ဘူးဒါပေမဲ့ပြောလို့မရအောင် ကနာကျော်ကလည်းခုနောက်ပိုင်းပွဲတွေမှာနည်းနည်းတလွဲလောက်တာတွေများတော့ဒီအမိုရင်သဘောတွေးပါမလားရောင်းထုတ်တဲ့အထဲမှာပဲပါသွားမလားကျွန်တော်စိတ်တင်ဒီရှေ့တန်းမှာဇက်ဇီးနဲ့အာမက်ဒီယာလို့နှစ်ဦးလောက်ပဲခြံထားမလားပေါ့နော်တကယ်နဲ့လေအဲ့နှစ်ဦးလောက်ပဲလာ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 အဲ့တော့ကျွန်တော်တော့မြင်တာပေါ့ကျွန်တော်အဲ့ဒီဒီ white line တော့ကျွန်တော်သိသဘောမကျအောင်ပေါ့နော်ဆိုတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ဒီအပြောင်းရွှေ့ရာသီကလည်းရာသီကုန်ပြီးရင်မကြခင်ဖွင့်တော့မှာဆိုတော့ကျွန်တော်ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပဲထုံးစံအတိုင်းပဲ ဂုံတိတ်ခါအတွက်ကန်ရမယ်ပွဲဆိုတော့ဒီလာမယ့် Super Sunday ည9:00နာရီခွဲအချိန်မှာဆိုလို့ရှိရင်တော့ United တင်းကဒီဘုံမောက်တင်းရဲ့အိမ်ခွဲမှာသွားပြီးတော့ Premier League ပွဲစဉ်ကိုထပ်ပြီးတော့ရှင်ပြိုင်ရမယ်ဆိုတော့အဲ့အကြောင်းကိုကျွန်တော်မပြောခင် United ရဲ့ Legend ပွဲစဉ်၅ပွဲကိုကျွန်တော်ပြောပြမယ်ဘုံမောက်ပြီးအခါကျတော့ Bradford Watson Chelsea Villa ပြန်ပြောမယ်နော်ဘုံမောက်ပြန်ပြောမယ်ဘုံမောက် Bradford Watson Chelsea Villa အဲ့ဒီငားသေးမှာ bro ဘယ်အသင်းကို United နိုင်မယ်ထင်လို့လဲပြော bro ပြောကံကောင်းအမြင်ဆုံးတရေပဲအဲ့ငားငားပွဲလုံး bro Premier League ကိုဟိုကျွန်တော် bro တွေကိုကျွန်တော်ဟို bro ပြောမယ်နည်းနည်းလေးစိတ်လျှော့လိုက်တော့ဒီနေ့ဘောလုံးရာသေးမှာ Premier League မှာတမ်းမစင်းရရင်တော်ပြီ Amore ကလည်းတော့အခုကအဲ့အကွက်ပဲဖမ်းနေတာဘာလို့လဲဆိုတော့ကျွန်တော်ဒီခုနပြောသလိုပဲကျွန်တော်ဘုံမောင်းတဲ့ပွဲအကြောင်းလေးနည်းနည်းပြန်ပြောရမယ်ဆိုလို့ရှိရင် ဒီဘုံပေါက်ကွင်းမှာနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာ United မနိုင်ပဲနဲ့ United ကဘာလို့လဲဆိုတော့ဘုံပေါက်ကွင်းမှာနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုလို့ရှိရင် United အသင်းက၂ပွဲရှုံးပြီးတော့တစ်ပွဲသေရကြတာအဲ့ဒီ၃ပွဲမှာဘယ်နှခုပေးခဲ့ရတယ်ထင်လဲ၃ပွဲမှာနော်၈ခုပေးခဲ့ရတယ်၈ခုဆိုတာတစ်ပွဲကို maybe ဖြမ်းပြ၃ခုနီးပါးပေးခဲ့ရတာဘုံပေါက်ကအဲ့လိုစွာတာ United ကိုသဘောတူကပြီးတော့နောက်တစ်ခုကကျွန်တော်ခုနပြောသလိုပဲ ဒီနေ့ပရီးမီးယားလိလက်ကျန်၅ပွဲကို bro United ပရီးမီးယားလိလက်ကျန်၅ပွဲမေးလိုက်တော့သူတို့ဘာဘာကံမှာလဲသူတို့ယူရိုပါလိကိုကံမှာခုနပြောလို့ပဲကျွန်တော်ဘုံမောက်နဲ့ပွဲပြီးရင်ကြတော့ဒီမေလ၂ရက်နေ့မှာသူဘီဘာအိုနဲ့ဒီယူရိုပါလိဆီမီဖိုင်နယ်အဝေးဝင်းပွဲစဉ်ရှိတယ်အဲ့ပွဲကိုပဲဖြုတ်မှာကျွန်တော်ပြောတာသိလားအဲ့ဘွေဝဲဖြုတ်မှာဆိုတော့လက်ရှိချိန်မှာ United အသင်းမှာလည်းဒီ Martinez, Amadia လို့ Dele, Collier, Zaxy, Heaven, စတဲ့ကစားသမားတွေကဒါထန်ရရနေရေပေါ့နော်ဆိုတော့ wolf နဲ့ပွဲတော့ကလည်းဒီ freddy san နဲ့ ms2 လိုကစားသမားမျိုးကိုဒါလူငယ်ကစားသမားတွေကိုပွဲထုတ်ပြီးဒါကစားခဲ့ရရင်ဆိုရလဲဒါအားလုံးအသိပဲပေါ့နော်အသက်18နှစ်ပဲရှိသေးတဲ့လူငယ်တိုက်စစ်မူလေးဒါ ob ကိုလည်းဒါအဲ့ဒီပွဲမှာလူစားလဲပြီးတော့သုံးခဲ့တယ်ဆိုတော့ဒီပွဲမှာရော united ဒီဘုံဘောင်နဲ့ပွဲမှာရော united အသင်းက chart date တွေကိုပဲထပ်သုံးမှလာ chart date တွေကတော့ဘလောက်လုတ်ပြမှလဲဆိုတာပဲကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ကျွန်တော်ပြောရရင် bro ဒါမမေ့ပါနဲ့ဒီနှစ်ဟိုလက်ကျန် United အသင်းရဲ့ Premier League လက်ကျန်၅ပွဲကိုဘရိုမေ့ထားလိုက်ပါ United အသင်းကအဲ့လက်ကျန်၅ပွဲကိုအမြင့်ဆုံးရရင်ဘရိုတရေပဲသူတို့ဘယ်ပေါက်ချိုးနေရလဲဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲသူတို့က Europa League ယူပြီးတော့အဆင့်14 15လောက်နဲ့နောက်နှစ်မှာ Champion League ဝင်ကွမ်းမှာချန်ပီယံစကားရအောင်ပြီးတော့ချန်ပီယံလိဝင်ကံမှာစောက်ကြောတင်းမှာ United ဆိုတာအဲ့လိုမျိုးစောက်ကြောသဘောတကူကတိလာသူတို့ချန်ပီယံ လီကံကိုအတော့ကိုပဲတို့ကဒီယူရိုပါလိကိုတို့မရမကအားကုန်ပြည်မှာကြကုန်ကြဲကျုံးမှာဆိုတော့ဒီနှစ်ပရီးမီးယားလီလက်ချက်၅ပွဲတော့ bro စိတ်လျှော့ပြီးကြည်ဒါတရေရရင်တော့ဒီ၅သင်းဆိုရလဲဒါဘာကြီးဘာချက်အသင်းမဟုတ်ဘူးတရေရရင်တော့ကန်ကောင်းမယ်ကဲဆိုတော့ကျွန်တော်တို့နောက်ပတ် United တင်းတော့မှာကျွန်တော်ပြန်တွေ့ကြပါတယ်ကျွန်တော်ကတော့ Video Sport က United fan တက်စင်ပါဗျာ